မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Masla 28ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မိုးမောက်လွယ်ကျယ်လန်းစိန်လုံတောင်အနီးတစ်ဝိုက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်း၄ခုကိုဒီကနေ့မနက်9နာရီအချိန်ကစတင်ပြီးတော့ KIA ပူးပေါင်းတပ်ဖွဲ့တွေကကြပြိုင်နက်တဲထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စခန်းသိမ်းတိုက်ပွဲအတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကပူးပေါင်းတပ်ဖွဲ့တွေကအင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ KIA ရဲ့ဗိုလ်ကြီးတဦးကသတင်းပေးပို့ပြောဆိုလာပါတယ်လွယ်ကျဲလမ်းကိုထိမ့်တဲ့စခန်းတွေအခုတိုက်နေတာအင်အားအများကြီးနဲ့ပူးပေါင်းပြီးတော့တိုက်နေတာဟုတ်တယ်အခုကစိန်လုံးတောင်ကိုရရင်တော့ဗမော်နဲ့မိုးမောက်ကိုထိမ့်နိုင်ပြီးလွယ်လွယ်နဲ့ရဖို့တော့ခက်တယ်လို့ပြောဆိုခဲ့ပါတယ်လက်ရှိအချိန်မှာစိန်လုံးတောင်အနီးတစ်ဝိုက်မှာရော်ယုံရှန်တိုင်ဖာလန်းနဲ့ဗန်ယောင်တပ်စခန်းတို့မှာတိုက်ပွဲတွေဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲကြောင့်စိန်လုံးတောင်အနီးတစ်ဝိုက်မှာလက်နက်ကြီးပစ်ခတ်ပောက်ကွဲတံတွေကြားနေရပြီးတော့စစ်ကောင်စီတပ်က လေချောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ဒေသခံအမျိုးသမီးတဦးကပြောပြလာပါတယ်ဒီမနက်ကစပြီးတော့တိုက်ပွဲတွေဖြစ်နေတာကျမတို့နဲ့နီးတယ်အတန်တွေကိုကြားနေရတယ်လေရင်နဲ့လည်းလာပစ်တယ်ပြီးတော့အားလုံးသိတဲ့အတိုင်းပဲအရင်ကလည်းမိုင်ဂျန်ဘက်ကိုလက်နက်ကြီးတွေနဲ့ရမ်းပစ်နေတဲ့စိန်လုံးတောင်ကနေအခုလည်းရမ်းတမ်းပြီးတော့ပြစ်ထည့်နေပြန်ပြီအဲ့ဒီမှာကဗျူဟာမူးထိုင်တယ် စခန်းလဲတိုက်ခိုင်းရရောပြည်သူတွေရှိတဲ့ဘက်ကိုပြစ်တာအဲ့ဒါသူတို့ရဲ့ဇယိုက်ပဲလို့ပြောဆိုခဲ့ပါတယ်မိုးမောက်လွယ်ကျယ်လန်းစိန်လုံးတောင်မှာရှိတဲ့စစ်ကောင်စီတပ်ကလွယ်ကျယ်မြို့အနီးမှာရှိတဲ့မိုင်းကြံမြို့ကိုလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်အခုတစ်ပတ်အတွင်းမှာမိုးမောက်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကို KIA ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်မှုတွေဇက်တိုက်ပြုလုပ်နေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်းနေဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားတဲ့အတွက်ကြောင့်သိမ်းပိုက်ရရှိထားတဲ့စခန်း9ခုခန့်ရှိတယ်လို့သိရပါတယ် မိုးမောင်းမြို့နယ်မှာရှိတဲ့မြို့တက်ကျေးရွာအနီးမှာရှိတဲ့စစ်ကောင်စီရဲ့လုံချာဘုံစခန်းနဲ့အွန်ဒန်ဘုံစခန်းတို့ကိုလည်းမနေ့ကညနေ၄နာရီခန့်က KIA ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကော်ဘိန်းကျေးရွာရဲစခန်းကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကမတ်လ25ရက်နေ့ကတိုက်ခိုက်မှုအတွင်းမှာလက်နက်ချအညံ့ခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်23ဦးရဲ့ရုတ်တံမှတ်တမ်းကိုကြားယူစစ်ကြောင်းတခွဲသုံးကထုတ်ပြန်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အဲ့ဒီစခန်းကိုတိုက်ခိုက်သိမ်းပိုင်မှုအတွင်းမှာစစ်ကောင်စီဘက်ကတက်ကြွကြီး၂ဦးအပါအဝင်၅ဦးတေဆုံးကဗိုလ်ကြီး၂ဦးအပါအဝင်23ဦးလက်နက်ချခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်သား23ဦးလက်နက်ချတာတက်နဲ့ရဲပေါင်းထားတဲ့စခန်းပေါ့မိသားစုတွေကိုလည်းဖမ်းဆီးရမိတယ်အမျိုးသမီးက9ယောက်ကလေးက17ယောက်ပါတယ်သူတို့ကိုတပ်ဆိုင်ရာဌာနကိုလွှဲပေးသွားမှာပါအခုတော့လုံခြုံတဲ့နေရာမှာထိန်းသိမ်းထားတယ်ဖမ်းမိတဲ့ထဲမှာခမာယ210ကဗိုလ်ကြီး၂ဦးပါတယ်လို့ မွန် Liberation Army မွန်ပြည်လွတ်မြောက်ရေးတပ်တော်ကအတွင်ရေးမှုနိုင်မာကကသတင်းပေးဖို့ပြောဆိုထားပါတယ်။တိုက်ခိုက်မှုဖြစ်ပွားနေတဲ့အချိန်မှာစစ်ကောင်စီဘက်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှု၈ကြိမ်ပြုလုပ်ခဲ့တဲ့အပြင်ဂျိုင်းမြစ်အတွင်းကကောလမှုကျောမှာအခြေစိုက်ထားတဲ့စစ်သည်မော့ကလည်းအချိန်30ထက်မနည်းလက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။ပူးပေါင်းတပ်တွေကဝင်သိမ်းတာအ ਨੇ ဆုံးတနက်20နီးပါးလောက်တင်းစီရရှိတယ်။အဲ့ဒီစခန်းကရွာသားတွေကိုဖမ်းဆီးပြီးတော့ပတ်စံနဲ့ရွေးကိုင်းတာတွေကိုလုပ်နေတဲ့စခန်းလို့ အတွေ့ရမှုနိုင်မာကကပြောဆိုခဲ့ပါတယ်၎င်းတိုက်ခိုက်မှုကိုမွန်ပြည်သစ်ပါတီ AD မွန် Liberation Army မွန်ပြည်လွတ်မြောက်ရေးတပ်တော်ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်ဖွဲ့ကြားပြူစစ်ကြောင်းဂလုံစစ်ကြောင်းကြားပြူစစ်ကြောင်းတပ်ခွဲ၃ဗျံလဝတပ်ဖွဲ့ Lion Battalion KNDO တိုင်ရင်း6 drone တပ်ဖွဲ့ G2 drone တပ်ဖွဲ့ G3 fixed wing စောဒရဂွန် drone တပ်ဖွဲ့ alphabet face green drone တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အဲ့ဒီစက္ကန်းကိုပြီးခဲ့တဲ့နှစ်ကလည်းတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ပြီးတော့မီးရှို့ခဲ့ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပြန်လည်ဝင်ရောက်နေထိုင်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့တွင်းမှာရှိတဲ့စစ်ကောင်စီတပ်တွေတပ်ဆွဲထားရာအမှတ်3ရဲစခန်းတောင်ပေါ်ကျောင်းနယ်မြို့တော်ဦးစတဲ့နေရာတွေကိုဝင်ရောက်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပြီးခဲ့တဲ့မက်လ24ရက်နေ့မှာတော်လိုင်းအင်အားစုတွေကစစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရာတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့နေမြေကိုအင်အားတရာဝင်းကျင်လောက်နဲ့ဝင်ရောက်တိုက်ခိုက်လာတာကြောင့်အမှတ်3ရဲစခန်းနဲ့တောင်ပေါ်ကျောင်းပတ်ဝန်းကျင်တလျှောက်မှာတိုက်ပွဲတွေထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါဗါတယ်တိုက်ပွဲကတရက်နဲ့တနေ့ကြာခဲ့ပါတယ်ရင်ခွဲတောင်ဘက်မှာကျွန်တော်တို့အဖွဲ့တွေဝင်သိမ်းတဲ့အခါ အဲ့ဒီဘက်ချမ်းမှာသူတို့စိတ်ထင်တာကကျွန်တော်တို့အင်အားတွေထုတ်သုံးလိုက်ပြီးထင်ပြီးတော့ကျွန်တော်တို့ဘက်ကိုရန်သူအင်အားတွေအလုံးရင်းနဲ့လာတာလို့ကိုကျော်ဟင်းကသတင်းပေးဖို့ပြောဆိုလာပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာပြည်သူ့ကာကွယ်တပ်မတော် PDF လက်အောက်ခံကြားပြူစစ်ကြောင်းကရဲဘော်6ဦးဒဏ်ရာရရှိခဲ့ပြီးတော့နဂါးပြူစစ်ကြောင်းကရဲဘော်4ဦးမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။စစ်ကောင်စီဘက်ကလည်း15ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းများပြားတာကြောင့် စေကောင်းစီတက်တီဟာရှေ့ကိုဆက်မတိုးနိုင်ပဲနဲ့ပြန်လဲဆုတ်ခွာသွားတယ်လို့သိရပါတယ်။ကိုကျော်ဟင်းကလောလောဆယ်အနေထားကတော့သူတို့ကလည်းပြစ်လိုက်နားလိုက်ကျွန်တော်တို့ကလည်းပြစ်လိုက်နားလိုက်အနေထားတော့ရှိပါတယ်။သူတို့က drone နဲ့လာကျဲရင်ကျွန်တော်တို့ဘက်ကလည်းပြန်ကျဲတယ်အဲ့လိုပဲပေါ့။ဒါပေမဲ့သူတို့ဘက်ကတော့လက်နက်ကြီးနဲ့ပြစ်တာတွေရှိတယ်လို့ပြောဆိုခဲ့ပါတယ်။ကြားပြူစစ်ကြောင်းအနေနဲ့နယ်မြေကိုဖြည်းဖြည်းချင်းချက်တွင်နေရတာဖြစ်တဲ့အတွက်ကြောင့်နေစဉ်နဲ့အမျှအချိန်နဲ့အမျှတိုက်ပွဲတွေရှိနေတယ်လို့၎င်းကဆက်လက်ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့မက်စလာ23ရက်နေ့ကနေစပြီးတော့ကွန်ကရစ်မြို့တွင်းမှာစစ်ကောင်စီတပ်ထိန်းချုပ်ရာနေရာတွေကို Hydra Column အပါအဝင်တော်လိုင်းအင်အားစုအဖွဲ့တွေကအဖက်ဖက်ကနေပြီးတော့ရှေ့တိုးတိုက်ခိုက်ထိုးစစ်ဆင်လျက်ရှိပြီးတော့တိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်ကြဆုံမှုတွေရှိခဲ့ကစစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့လေကြောင်းတွေကိုအသုံးပြုပြီးတော့ပြည်သူပိုင်အိုးအိမ်တွေကိုပိတ်မှတ်ထားပြီးတိုက်ခိုက်လျက်ရှိတယ်လို့ Hydra Column ကနေပြီးတော့သတင်းထုတ်ပြန်ထားပါတယ်ပြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေအနေနဲ့စစ်ရေးအရှိန်မြင့်တင်လျက်ရှိတာကြောင့်ကွန်ကရစ်မြို့အတွင်းနေညမပြတ်တိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပြီးတော့ကွန်ကရစ်နေ့ ပြည်သူတွေအနေနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ဖြတ်တန်းသွာလာခြင်းတွေကိုမပြုလုပ်ကြဖို့ကိုလည်း Albino Tiger Column P29909 ကတိုက်တွန်းနှိုးဆော်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်းနတ်တလင်းမြို့နယ်မှာအကြမ်းဖက်ဆေးကောင်စီအတွက်အလုလုပေးနေတဲ့တင်ဆိုးဆိုတဲ့သူကိုပြစ်ခတ်ရှင်းလင်းရာပွဲချင်းပြီးတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ26ရက်နေ့မွန်းတက်7:30မိနစ်အချိန်မှာနတ်တလင်းမြို့နယ်အရှိတ်ကံစုရွာမှာနေထိုင်ပြီးတော့ တော်လိုက်တပ်ဖွဲ့ဝင်တွေရဲ့တပ်စခန်းတည်နေရာတွေကိုလိုက်လံရှာဖွေစုံစမ်းပြီးတော့အုပ်ချုပ်ရေးမှူးများနဲ့စစ်သားရဲများကိုတရင်ပေးနေတဲ့သူတင်ဆိုးဆိုတဲ့သူကိုဖမ်းဆီးပြီးတော့ခေါ်ဆောင်လာတဲ့အချိန်ထွက်ပြေးတဲ့အတွက်ကြောင့်ပြစ်ခတ်ရှင်းလင်းရာပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါတယ်။တေဆုံသွားတဲ့တင်ဆိုးရဲ့တရင်ပေးပို့မှုကြောင့်တော်လိုက်တပ်ဖွဲ့ဝင်တွေတရှိရာတပ်စခန်းတွေကိုအကြမ်းဖက်စစ်သားတွေကဝင်ရောက်လာပြီးတော့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ရှင်းလင်းမှုတွေပြုလုပ်ခြင်းခံခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်တင်ဆိုးဟာအကြမ်းဖက်စစ်ကောင်စီရဲ့လုံရမှန်တမ်းများကို အားပေးထောက်ခံခဲ့တဲ့အပြင်၎င်းကိုယ်တိုင်အားတက်သရောစုံစမ်းပြီးတော့သတင်းပေးနေတဲ့သူလည်းဖြစ်တယ်လို့သိရပါဗျ။၎င်းပြစ်ခတ်ရှင်းလင်းမှုကိုတာဝရီခရိုင်တရင်3837တက်ခွဲနှစ် Phoenix DF ရဲဘော်ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူလူထုအပေါ်အတိတ်အဓမ္မစစ်မှုထမ်းမှုအတော်ဖီအားပေးလှုပ်ဆောင်နေတဲ့သူအုပ်ချုပ်ရေးမှုများနဲ့ရက်ကျေးစရေးတွေကိုပါဆက်လာပြီးတော့တုတ်တင်ရှင်းလင်းသွားမှာဖြစ်ကြောင်းကိုလည်းအတိပေးထုတ်ပြန်ထားတယ်လို့သိရပါဗျ။အလားတူပဲမန္တလေးတိုင်းစင်ကိုင်းမြို့နယ်ပလိမ့်မြို့မှာ ပြူစောတိတင်တန်းဆင်းလာတဲ့သူတအူပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ28ရက်နေ့မနက်9:00နာရီအချိန်ကပလိမ့်မြို့အင်းအားရွာထိပ်လက်ဖေးဆိုင်ရှိမှာပြူစောတိတင်တန်းဆင်းလာတဲ့သူစိုးမိုးအောင်ကိုအမည်မသိတဲ့တနက်သမားတွေကပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့မနက်9နာရီလောက်မှာပလိမ့်မြို့အင်းရရွာထိပ်လက်ဖေးဆိုင်မှာပြူစောတိတင်တန်းစင်စိုးမိုးအောင်တနက်နဲ့ပြစ်ခတ်ခံရပြီးတော့တေသွားပါတယ်အင်းရရွာကပြူစောတိတွေကြက်ဖွဲ့ပါတီတွေကလူတွေအများအပြားရှိတဲ့ရွာလဲဖြစ်တယ် လက်ဖက်ရည်ဆိုင်ရှိမှတနက်နဲ့၃ချက်ပြစ်ခတ်ခံရပြီးတော့နေရာမှာတင်သေသွားပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။သေဆုံးသွားတယ်ပြူစောထီဆုံးမအောင်ရဲ့အလောင်းကိုစေငိုင်မျိုးပြည်သူဆေးရုံကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကတဲဆောင်သွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့မှာစစ်သားတဲ့စူဆောင်းမှုအတွက်စင့်ခေါ်ထားတဲ့လူတွေရောက်မလာလို့စစ်ကောင်စီအုပ်စုကရက်ွက်ထဲကိုဝင်ရောက်ပြီးတော့လူငယ်တချို့ကိုပေါ်တာဆွဲပြီးတော့ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မုံရွာမြို့အင်းဆက်ရက်ွက်ထဲက စစ်မှုထမ်းဖို့အတွက်စီရင်ပေးထားတဲ့သူတွေကိုဒီနေ့မတ်လ28ရက်နေ့မနက်9:00နာရီအချိန်မှာမုံရွာမြို့ယုံကြည်ရက်ကွက်ကစစ်အုပ်စုခရိုင်ရုံးကိုကိုထုတ်ကိုဆွဲပြီးတော့အရောက်လာဖို့ကိုလွန်ခဲ့တဲ့2ရက်လောက်ကလေးကစစ်ကောင်စီအုပ်စုကဆင့်ခေါ်ထားတာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့စစ်ကောင်စီအုပ်စုကဆင့်ခေါ်တဲ့နေရာကိုတယောက်မှမသွားရောက်တာကြောင့်စစ်ကောင်စီအုပ်စုကမုံရွာမြို့ထန်းတော်ရက်ကွက်ကိုစီးနှင်းပြီးတော့အိမ်တော်စုစည်ရင်ကိုကိုင်းကလူငယ်၈ဦးကိုပေါ်တာဆွဲပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့မုံရွာရက်ကွက်ကင်းထောင်များအဖွဲ့ကပြောဆိုထားပါတယ် ်ဒီကနေ့မှာသူတို့စစ်ကောင်စီအုပ်စုကခေါ်ထားတဲ့သူတွေတယောက်မှမသွားကြဘူးလေအကုန်လုံးရှောင်တိန်သွားကြတာဒီကနေ့မနက်မှာလဲအိမ်တော်စုစီရင်နဲ့လိုက်ပြီးတော့ခန်းတော်ရက်ွက်ထဲကလူငယ်တွေကိုခေါ်သွားတယ်ဘာဆင့်ခေါ်စာမှလည်းမလာဘူးအရွက်ဝတ်တွေနဲ့ဝင်လာပြီးတော့ခေါ်သွားတာအိမ်တော်စုစီရင်တွေကသူတို့စီမှာရှိပြီးသားဆိုတော့အဲ့ဓာတွေကိုကြည့်ပြီးတော့သူတို့ကခေါ်ကြတဲ့အချိန်လာခေါ်သွားတာလို့မုံရွာရက်ွက်ကင်းထောင်များအဖွဲ့ကအဖွဲ့ဝင်တအုပ်ကသတင်းပေးပို့လာပါတယ်စစ်ကောင်စီအုပ်စုကစာထုတ်ပြီးတော့ဆင့်ခေါ်တာမရလို့စာမထုတ်တော့ပဲစိတ်ထင်ရလူငယ်တွေကိုဖမ်းခေါ်သွားတဲ့သဘောဖြစ်တယ်လို့သိရပါဗျ အဲ့ဒီစစ်ကောင်စီအုပ်စုကပေါ်တာဆွဲပြီးတော့ဖမ်းဆီးသွားတဲ့ထန်းတော်ရက်ွက်ကလူငယ်တွေကိုဘယ်ကိုခေါ်ဆောင်သွားလဲဆိုတာတော့မသိရသေးဘူးလို့ဆိုပါတယ်။မုံရွာမှာစစ်ကောင်စီအုပ်စုကစစ်မှုထမ်းဖို့အတွက်စာထုတ်ဆင့်ခေါ်တာတွေရှိတယ်လို့အရက်ဝတ်တွေအိမ်စည်းကားတွေနဲ့ရက်ွက်ထဲကိုဝင်ရောက်ပြီးတော့အိမ်တော်စုစီရင်ကင်ကလူငယ်တချို့ကိုဖမ်းဆီးတာတွေဇက်တိုက်လှုပ်ဆောင်နေတာကြောင့် မုံရွာမြို့ကလူငယ်တွေဟာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့မြို့ကန်တွေကပြောပါတယ်။ဒါအပြင်စစ်ကောင်စီအုပ်စုဟာမုံရွာမြို့အနှက်ရက်ွက်တွေလမ်းတွေကိုပိတ်ဆို့ပြီးတော့ဖမ်းဆီးငွေညှစ်ရာမှာလဲလူငယ်လူရွယ်တွေကိုအဓိကထားဆစ်ဆင်းနေပြီးတော့နေစဉ်ပေါ်တာဆွဲဖမ်းဆီးမှုတွေလည်းရှိနေတယ်လို့သိရပါတယ်။စစ်ကောင်စီအုပ်စုကနိုင်ငံတော်ကလူငယ်လူရွယ်တွေကိုစစ်သားတဲ့စူဆောင်းမှာဖြစ်ကြောင်းကိုဖေဖော်ဝါရီလ10ရက်နေ့မှာကြေညာပြီးတဲ့နောက်ပိုင်းဖေဖော်ဝါရီလ10ရက်နေ့ကနေမတ်လ22ရက်နေ့အတွင်းနိုင်ငံတော်က128မြို့နယ်မှာ စစ်သားတဲ့စူဆောင်းမှုတွေလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာနိုင်ငံတဝန်းလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်း